မင်္ဂလာပါမနေ့ပြန်ခုနှစ်ရသားသမီးများအတွက်တည့်ရတာဆောင်းရှောင်းများကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားသမီးများအတွက်ယနေ့မှာတော့ငွေကန်ရွှေကန်အလွန်ကောင်းတဲ့နေ့လေးဖြစ်ပါတယ်မိတ်ဆွေရင်ဆရာရင်များနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ဆရာစိတ်ရှုပ်ဆရာများကြုံတွေ့ရတတ်ပါတယ်ချစ်သူစီကနေပြီးတော့တင်္ကောင်းများကြားရပါလိမ့်မယ်ဆွေမျိုးသားချင်းလက်အောက်ငယ်သားများနဲ့ပတ်သက်ပြီးတော့မင်္ဂလာတင်္ကောင်းကြားရပါလိမ့်မယ်စီးမျက်စိဒုက္ခပိတတ်ပါတယ် နှစ်လေးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဖြစ်အောင်ဖြစ်ပါတယ်။ရေရီအာအနေနဲ့ကတော့မိမိရဖခင်မဝင်းကားကတ်လို့ပူဇော်ပေးပါ။တနင်္လာသားသမီးများအတွက်ယနေ့မှာတော့စားအစာတန်းဆက်ပစ္စည်းဆက်တူရှယ်ယာကိစ္စများအတွက်စိတ်နှောက်ရဖြစ်တတ်ပါတယ်။အိမ်တွင်းရေးမှာတော့စိတ်လိုမချမှုတွေများနေတတ်ပါတယ်။ငွေကန်းတော့ကောင်းပါတယ်။ဆွေမျိုးမိတ်ဆွေအပေါင်းအသင်းများရဲ့အကူအညီများရရှိပါလိမ့်မယ်။သွားသွေးနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတတ်ပါတယ်။ ချစ်တူစီကနေပြီးတော့မမျောလင့်မဲ့လက်ဆောင်ရသက်ပါတယ်။တစ်သုံးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့ချက်တွေးအောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရဖျားမှာတင်မောတိကလို့ပူဇော်ပေးပါ။အင်္ဂါသားသမီးများတော့ယနေ့မှာတော့စိတ်ချမ်းသာစရာတွေအောင်မြင်မှုတွေကြီးနူးဝမ်းမြောက်စရာတွေနဲ့ကြုံတွေ့ရမယ့်နေမျိုးတွေဖြစ်ပါတယ်။အဖက်ဖက်ကနေပြီးတော့အချိန်ဒီကောင်းများပေးလာပါလိမ့်မယ်။ဘာပဲလုပ်လို့ရဲရတာလုပ်ပေးပါ။ကံခွင့်လာအလွန်ကောင်းတဲ့နေ့တွေဖြစ်ပါတယ်။ မျက်စိနာတာအောင့်နာမျိုးတွေဖြစ်တတ်ပါတယ်အချိန်ရင်းမှာတော့ကြာလေအနေဝေးတတ်ပါတယ်နှစ်လေးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်းတော့အဖြူရောင်ဖြစ်ပါတယ်ရေရီယာအနေနဲ့ကတော့မိမိရံဖျက်မှာတီးဆောင်ကိတ်ကလို့ပူဇော်ပေးပါဘုံတော်ဥသာတပိများတော့ယနေ့မှာတော့အလုတ်ကိစ္စငွေကိစ္စများနဲ့ပတ်သက်ပြီးတော့စကားပြောဆိုညှင်းခေါ်အပ်တပါတယ်။ရွေးချယ်ရခက်ဆုံးဖြတ်ရခက်တာမျိုးတွေစိတ်နှခွဖြစ်စရာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။ကျမ်းမာရေးအနေနဲ့ကောင်းတော့လေလက်မှာထိခိုက်တန်ရရတတ်ပါတယ်။ အခြေအမှတော့တာယာနေပါလိမ့်မယ်။ငါးကိုးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့အပြာရောင်ဖြော့ဖြော့ဖြစ်ပါတယ်။ရေရီယာအနေနဲ့ကတော့မိမိရဲ့အင်ရဖျက်မှာပဲပေါက်စီကတ်လို့ပူဇော်ပေးပါ။ခြာရာပရိသတ်မိမိများတို့ယနေ့မှာတော့အလုံးနဲ့ပတ်သက်ပြီးတော့တာဝန်ယူဖြည့်ရှင်ပေးရတတ်ပါတယ်။မိတ်ဆွေရင်းများနဲ့အဆင်မပြေဖြစ်တတ်ပါတယ်။အထက်လူကြီးအကြီးအကဲများရဲ့အကူအညီများရရှိပါလိမ့်မယ်။အလားအပါရွှေရေသနာနဲ့ပတ်သက်တဲ့ပစ္စည်းများဝင်လာတတ်ပါတယ်။ ပိုင်းအောင်ပိုင်တာဖြစ်တတ်ပါတယ်ချစ်တူစီကနေပြီးတော့သတင်းကောင်းများကြားရတတ်ပါတယ်36ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့အစိမ်းရောင်ဖြစ်ပါတယ်ရေရာအနေနဲ့ကတော့မိမိရံဖျားမှာလိန်ပေါ်ကြီးကတ်လူပူဇော်ပေးပါတောက်ကြာသားသမီးများအတွက်ယနေ့မှာတော့အဆအစအရာရာအဆင်ပြေအောင်မြင်နိုင်မဲ့နေ့လေးဖြစ်ပါတယ်။လူမျိုးကြားပါလာကြဆက်တူ share ကိစ္စများအတွက်အဆင်ပြေနေပါလိမ့်မယ်။အချင်းနဲ့အိမ်တော်ကြီးမှာတော့တဦးနဲ့တဦးဖေးမကူညီမှုများနဲ့တာယာနေပါလိမ့်မယ်။ ငွေကန်းတော့ကောင်းပါတယ်ခြေတော့မှာထိခိုက်တံရရတတ်ပါတယ်တစ်သုံးပါတဲ့ကနက်များအကျိုးပေးပြီးတော့ကန်ကောင်းတဲ့အရောင်တော့အစိမ့်နုရောင်ဖြစ်ပါတယ်ရေရာအနေနဲ့ကတော့မိမိရာပြမှာအုံးဒီပါတယ်မို့ကတ်လို့ပူဇော်ပေးပါစနေသားမိများတော့ယနေ့မှာတော့အလုံးနဲ့ပတ်သက်ပြီးတော့မကြားကျင်တဲ့သတင်းများကြားရတပါတယ်။အောက်လက်ငယ်သားသားမိများအလုတ်ကနေအရင်ကနေထွန်းသွားတတ်ပါတယ်။ပြန်မရတော့ဘူးလို့ထင်ထားတဲ့ငွေများပြန်လည်ရတတ်တဲ့နေမျိုးလေးဖြစ်ပါတယ်။ ဘာသွေးနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတတ်ပါတယ်အချင်းရင်းမှာတော့ကြားလေအနေဝေးတတ်ပါတယ်မားခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့ခရမ်းရောင်ဖြစ်ပါတယ်ရေတရာအနေနဲ့ကတော့မိမိရဖျားမှာစပြစ်တိကတ်လို့ပူဇော်ပေးပါအားလုံးကျမ်းမှချမ်းသာကြပါစေ